မြန်မာတက်ကရက်1989ခုနှစ်ကိုကုပြောင်းရရှိလာတဲ့ဒီနေ့လိုမင်္ဂလာရှိလာတဲ့မြန်မာနေ့တွေကိုအခါတမရမှာပြည်တော်စုသမရမြန်မာနိုင်ငံတော်အတွင်းမှာမီတင်းတည်ထောင်ကြတဲ့ပြည်တော်စုဘွားတိုင်းရင်းသားမိဘပြည်သူများအားလုံးအပါဝင် ကဘာတော်ဝန်လုံးမှာရှိကြတဲ့ကဘာသူကဘာသားများအားလုံးဘေးပြာများ ကင်းဝေးပြီးစိတ်ဓာတ်ဒုက္ခကာယဒုက္ခတို့နဲ့ပြည့်စုံကြပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ျွန်တော်နိုင်ငံဟာပြီးခဲ့တဲ့နှစ်ဟောင်းကာလမှာတဘာဝဘေးအန္တရာယ်တွေနဲ့နှစ်ကျင်းတိုင်းတိုင်းကြုံတွေ့ခံစားခဲ့ကြပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းမှာယာကိမုန်တိုင်းတက်ခတ်မှုတွေကြောင့်မိုးတိရံသာရာသွန်းပြီးမြို့ပါတချို့မှာရုတ်တရက်ရေကြီးရေလျှံမှုတွေဖြစ်ခဲ့တယ်လို့မနက်နေ့၈ရက်နေ့မှာလဲပြည်အန်ခွန်တသမခွန်ရဲ့ register scale ရှိတဲ့အလွန်ပြင်းထန်တဲ့မြင်းကလေးလှုပ်ခတ်မှုတံကိုလဲကြုံတွေ့ခံစားခဲ့ရပါတယ်။ ထိခိုက်ပျက်စီးတွေနဲ့ဒီဆုံးဒဏ်ရာမှုတွေများပြားလှတဲ့အတွက်ကြောင့်အလင်းတန်တဲ့ဒေသတွေမှာအရေးပေါ်ကူညီကယ်ဆယ်လုပ်ငန်းတွေအတွက်အကူအညီများစွာလိုအပ်ခဲ့ပါတယ်။ပြည်တွင်းပြည်ပအကူအညီတွေကိုလည်းဖိတ်ခေါ်ခဲ့သလိုထိုင်းနိုင်ငံမှာကျင်းပတဲ့သရမအချိန်မြောက်ဘင်းစတက်ထိပ်သီးအစည်းအဝေးကိုတယောက်ဆင်မှာလဲအစည်းအဝေးတယောက်လာတဲ့နိုင်ငံခေါင်းဆောင်များနဲ့တွေ့ဆုံပြီးမြင်းကလေးနဲ့ပတ်သက်လို့အကူအညီတောက်ခံခဲ့ပါတယ်။ ငလင်ဘေးတဲ့ဒေသတွေမှာရေဘော်ကဲဆဲလုပ်ငန်းတွေကိုအင်တန်အားတဲ့ကူညီဆောင်ပေးကြတဲ့ပြည်တွင်းပြည်ပကကူညီကဲဆဲအဖွဲ့ဝင်များနဲ့ငလင်ဘေးတဲ့ပြည်သူတွေအတွက်လိုအပ်တဲ့ထောက်ပံ့ရေးပစ္စည်းကဲဆဲပစ္စည်းများနဲ့အလှူငွေတွေကိုပေးအပ်ထူထမ်းပေးကြတဲ့ပြည်ပနိုင်ငံများနဲ့ပြည်တွင်းကအလှူရှင်များအားလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိကြောင်းပြောလိုပါတယ်ကျွန်တော်တို့စုအနေနဲ့ ငလင်းထန်ခံဒေသတွေရဲ့ပြည်내တိဆောက်ရေးနဲ့ပြည်내ထူထောင်ရေးလုပ်ငန်းတွေကိုအများဆုံးဆောင်ရွက်ပေးသွားပါမယ်။မြို့ပပြည်သူများရဲ့စုပေါင်းအားနဲ့ဆောင်ရွက်ရင်ပုံမှန်အခြေအနေကိုအများဆုံးရရှိနိုင်မယ်လို့ယုံကြည်ပါတယ်။နိုင်ငံတော်မှာစစ်မှားစည်းကမ်းပြည့်ဝတဲ့ပါတီစိုဒီမိုကရေစီစနစ်ခိုင်မာစေရေးဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်တော်စုတည်ဆောက်ရေးကို ကျွန်တော်တို့ဆွေရကရင်မကျက်ထားဆောင်ရလေရှိနေပါတယ်ပြည်သူလူထုလူရတဲ့ပါတီဆိုဒီမိုကရေစီနစ်ကိုအများဆုံးပြန်လဲကောင်တာပေးနိုင်ဖို့ရက်လာမယ့်ဒီဇင်ဘာလအတွင်းမှာလွတ်လပ်ပြီးတရားမျှတမှုအပြည့်ရှိတဲ့ပါတီဆိုဒီမိုကရေစီထူထူရစ်ကောက်ဘက်ကိုကျပပေးနိုင်ဖို့ကျူပေါင်းဆောင်ရလေရှိနေပါတယ်ပါတီဆိုဒီမိုကရေစီစနစ်ကိုအမှန်တကယ်လိုရတယ်ဆိုလို့ရှိရင်အဓိကဖြစ်တဲ့ရစ်ကောက်ဘက်အောင်အောင်မြင်မြင် ပြည့်မြောက်နိုင်ဖို့အတွက်မိဘပြည်သူများအနေနဲ့ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့မြစ်တရရခံလိုပါတယ်ကျွန်တော်ဆွေးနွေးအနေနဲ့နိုင်ငံတော်နဲ့နိုင်ငံသားအလို့ရဲ့အကျိုးစီးပွားကိုအကောင်းဆုံးအကောင်အထည်ဖော်ပေးနိုင်ဖို့အတွက်အစဉ်တစ်ဖြင့်ကြိုးပမ်းဆောင်ရွက်လက်ရှိနေပါတယ်မြန်လင်းပေးတဲ့ဒေသများအတွက်ပြည်လက်ထူထောင်ရေးလုပ်ငန်းများဖြစ်တဲ့အစိုးရရုံးဌာနများပြန်လည်တည်ဆောက်ရေးပြည်သူတွေရဲ့အိုးအိမ်နဲ့ လမ်းမဆက်သွင်းမှုလုပ်ငန်းများပြန်လည်တည်ဆောက်ရေးတို့ကိုလည်းအသွွန်ခွန်ဆိုင်ဆောင်ရွက်သွားပါမယ်။နိုင်ငံရေးစီးပွားရေးကိုပြည်တည်တိုင်ဖို့အတွက်အဓိကကျတဲ့စတပြုမွေးမြူအခြေခံကွန်ထရိုးလုပ်မှုလုပ်ငန်းတို့ကိုအသွွန်ခွန်ဆိုင်တွင်းမြင့်လှုပ်ဆောင်ဖို့လည်းလိုအပ်ပါတယ်။အလားတူပဲ MSME လုပ်ငန်းလုပ်ကန်နေသူ အားလုံးဟာလည်းရှိနေတဲ့အနေအထားတွေမှာဖြစ်နေတဲ့များစူးစမ်းပြီးကွန်ထရိုးလုပ်မှုများကိုပြုလုပ်ကြစီလိုပါတယ်။ ိုင်ငံဖူဖူတုတ်တဲ့ရေးမှာပညာရေးဟာလည်းအရေးကြီးလာပါတယ်။ဒါကြောင့်လာမယ့်ပညာသင်နှစ်မှာကျောင်းရည်အရွယ်ကလေးအားလို့မပြတ်မကွက်ပညာသင်ကြားနိုင်ရေးကိုအလေးထားပြုတော့မှဝန်ဝန်ပူပေါင်းဆောင်ရွက်ပေးကြဖို့လည်းတိုက်တွန်းလိုပါတယ်။နိုင်ငံတော်ဖူဖူတုတ်တဲ့စီဖို့အတွက်တည်ငြိမ်အေးချမ်းမှုလည်းလိုအပ်ပါတယ်။ဒါကြောင့်လည်းရေရှည်တည်တတ်ပြီးစစ်မှန်တဲ့ငြိမ်းချမ်းရရှိအောင်ကြိုးပမ်းဖောင်ဆောင်နေပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့ပဋိပက္ခတွေကိုအစိုးရနိုင်ဖို့ ကျွန်တော်တို့အစိုးရကနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့သာဖြေရှင်းချဖို့ဖိတ်ခေါ်ကဏ္ဍထားပြီးလည်းဖြစ်ပါတယ်ပြည်တော်စုပွားတိုင်းရင်းသားညီအစ်ကိုများဖိတ်ကြတဲ့အတွက်ပြည်တော်စုစိတ်ဓာတ်ကိုရင်ဝယ်ပိုက်ပြီးပူမပါဝင်ဆောင်ကြလိမ့်မယ်လို့လည်းယုံကြည်ပါတယ်နှိဟောင်းမှာကျွန်တော်တို့ကြုံတွေ့ကြရတဲ့ဘေးဒုက္ခတွေအခက်အခဲတွေစေခွန်မှုတွေကနေအားနည်းချက်တွေကိုသင်ကားစာဖော်ထုတ်ပြီးနှစ်သက်မှာ အတွေးအမြင်သက်နဲ့ နိုင်ငံတော်ကဆက်လက်ရှောက်လန်းမဲ့ပါတီသူဒီမိုကရေစီပေါ်ဆောင်မှုမှာနိုင်ငံသူနိုင်ငံသားများအားလုံးပူးပေါင်းပေါင်းဝင်ဆောင်ရွက်ကြပါစို့လို့နှစ်သက်ကိုနှုတ်ဆက်စကားပြောကြလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။စစ်ဘုချုပ်ကြီးများ၏ဇနီးများကိုစစ်ကောင်းဆောင်ကတာသနာတော်ဆိုင်ရာဖွဲ့ပြီးနာဖခေတာသနာရေးဝန်ကြီးတူရဦးမြင့်မောင်နဲ့စစ်ကောင်းစီအဖွဲ့ဝင်ဘုချုပ်ကြီးများ၏ဇနီးများအပါအဝင် အမျိုးသမီး14ဦးကိုစစ်ကောင်စီကောင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်နိုင်ကတဒနာတော်ဆိုင်ရာဖွဲ့တစိမ့်များချီးမြှင့်အပ်နှင်းကြောင်းစစ်ကောင်စီကယနေ့ဧပြီ16ရက်တွင်ထုတ်ပြန်သည့်ရင်းတို့အနေဖြင့်တာသနာတော်၃ရက်တိုးတက်ထွန်ကားစီရန်တာသနာတော်တွင်ပစ္စည်းလေးပါတို့ဖြင့်ဆွန်းဆွန်းတမန်ထောက်ပံ့လှူဒန်းခဲ့သောကြောင်းအဆိုပါဖွဲ့ပေးခြင်းဖြစ်ကြောင်းစစ်ကောင်စီကဆိုထားသည် ွဲတစိပ်ပေးအပ်ခံရသူများတဲ့တွင်စစ်ကောင်စီတွင်ရီမူဘိုးချုပ်ကြီးအောင်လင်းတွင်ဤဇနီးဒေါ်ညမာမြင့်တွဲဖက်တွင်ရီမူဘိုးချုပ်ကြီးရဲဝင်းဦးဤဇနီးဒေါ်နီလာစစ်ကောင်စီအဖွဲ့ဝင်များဖြစ်သည့်ဘိုးချုပ်ကြီးမြထွန်းဦးဤဇနီးဒေါ်တတ်တအောင်ဘိုးချုပ်ကြီးတင်အောင်ဆန်းဤဇနီးဒေါ်တန်တန်အေဘိုးချုပ်ကြီးမောင်မောင်အေဤဇနီးဒေါ်ဝါဝါတင်ဘိုးချုပ်ကြီးညိုစောဤစနီဒေါ်ဆန်းဆန်းအေးနှင့်ဒုတိယဘိုးချုပ်ကြီးရာပြည့်ဤစနီဒေါ်တင်စာဝင်းစိန်တို့ပါဝင်သည့်ထို့ပြင်ညှိနှိုင်းကုကဲရည်မှုကြီးရည်လေး ဗိုလ်ချုပ်ကြီးကျော်စွာလင်းဤစနီဒေါက်တာဒေါ်နန်းကူကူကာကွယ်ရေးဦးစီးချုပ်လေဗိုလ်ချုပ်ကြီးထွန်းအောင်ဤစနီဒေါက်တင်မိုးနွယ်စစ်ကောင်စီမြက်ကထရုံဝင်ကြီးဌာနတက်ဝင်ကြီးဗိုလ်ချုပ်ကြီးမိုးအောင်ဤစနီဒေါက်တာဒေါ်အေးခိုင်ညွန့်နှင့်အငိမ့်စာဒုတိယဗိုလ်ချုပ်ကြီးများဤစနီများကိုလည်းပေးအပ်ခဲ့ခြင်းဖြစ်သည်စစ်ကောင်ဆောင်ကဝင်ကြီးဟောင်းတူရဦးမြင့်မောင်ကိုတီဟာတုဒမမနီဇောတတရာဖွဲ့ပေးအပ်ပြီး အဆိုပါဘ ෝජ ုတ်ကြီးများ၏ဇနီးများကိုတိဟတုတမတင်ကြီးဘွဲတစိပ်ပေးအပ်ခြင်းဖြစ်ကြောင်းသိရသည်ယနေ့ကြရောက်သည့်မြန်မာနှစံတရက်တွင်စစ်ကောင်းဆောင်ကစစ်ကောင်းစီအဖွဲ့ဝင်များနှင့်ဒုတိယဘ ෝජ ုတ်ကြီးများအပါအဝင်၁၃ဦးကိုစီတူဘွဲစစ်ကောင်းစီခန့်လူကယ်ပြောင်းဝင်ကြီးဒေါက်တာစိုးဝင်းအပါအဝင်၉ဦးကိုတီရီပြောင်းချီဘွဲ့ စစ်ဘိုလ်ချုပ်နှူးကိုဇေယျကျော်ထင်ပွဲမြန်မာနိုင်ငံကုန်တယ်များနဲ့ဆက်မှုလက်မှုလုပ်ငန်းရှင်များတင်ချုပ်ရန်ဖိဆယ်ညက်ကထာဦးအေးဝင်းအပါဝင်၄ဦးကိုဝန်ထမ်းကျော်ထင်ပွဲများကိုလည်းပေးအပ်ခဲ့သည်ရုပ်ရှင်တရုပ်ဆောင်များဖြစ်သည့်ဦးကြည်စိုးဒေါ်ဝါဝါဝင်းရွှေဒေါခင်တန်းနုနှင့်ဒါရိုက်တာမောင်နှင်းမိုးတို့ကိုလည်းအလင်းကကျော်စွာဖွဲ့ပေးကြောင်းထုတ်ပြန်ချက်အရာသိရသည်အာနာသိန်းကာလာအတွင်းစစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအွန်လိုင်းနေဖြင့်ထိုတို့ဘွဲတစိမ့်များဂုံတူးဆောင်ဖွဲ့ပေးအပ်မှုများကိုအမြောက်များပြုလုပ်ထားပြီး ယင်းဤစနီးဒေါ်ကျူကျူလှတည်ပင်လျင်2023ခုနှစ်မလအတွင်းကသာသနာတော်ဆိုင်ရာဘွဲ့တစ်စိတ်ရရှိခဲ့သည်